အလုံးအလုံးလူတွေကနော်အလုံးအလုံးပြောလို့ဒီ post ကိုတင်တာအစတော့ကတပတ်ကတောင်မလေးရဲ့တိတ်ခါအတွက်မတင်တော်ဘူးလို့ငါနေနေရနော်အဲ့တော့ငါပြောချင်တာကလေတိလားသူကိစ္စကိုကူညီတဲ့အချိန်မှာနော်ပထမဦးဆုံးအနေနဲ့340တိတိကုန်တယ်သက်လား340ကုန်သွားတယ်နော်အဲ့340ကုန်တဲ့နေ့မှာ10 round စင်းစရာနေတော့ပြတမိဒီမှာဆရာဒီရဒီရဒီရတော့ဆရာမှာငွေလဲဆိုက်လိုက်တယ်နော် ငွေလက်ကွက်ကိုစိုက်တာသူ့ပြန်နေမတောင်းဒီလိုဒီလိုတော့ကုန်တယ်ထန်ရပါပဲလေဆရာတဲ့သူ့ကိုသွားပြောလိုက်တဲ့သူ့ကြောင့်နဲ့ကုန်တာဆိုတော့ဒီလိုဒီကြောင့်နေရှိရဆိုဆရာသူ့သွားပြောတမိဒီမှာနော်ငါဒီလိုဒီလိုတော့ကုန်တာတဲ့ဒီလိုဒီကြောင့်တော့ကုန်တာတဲ့ပြောတာဟုတ်သူ့အကိုဆိုတဲ့လူနဲ့တိုင်ပင်ရမှာမို့လို့တဲ့နော်ထားလိုက်ငွေမလွဲဘူးနောက်တစ်ခါကျွန်တော်ပြောရင်လေခင်ဗျားတို့သူ့ကိုပါတော်ပြည့်ခြင်းသိပောက်သွားမယ်နော်နောက်တစ်ခါဘာပြန်ပြောလာလဲဆိုတော့သူ့ကိုကပြောတယ်ဒီအမှုကိစ္စအားလုံးပြီးမှဒီပတ်စံကိုပြန်ပေးပါဆိုတော့ကျွန်တော်ကငွေစိုက်ပြီးတော့သူ့ကိုလုပေးရတာလေ နော်ကျွန်တော်ပတ်စံနေကျွန်တော်ဟုတ်လားကျွန်တော်ကူညီပေးတာဒီကိစ္စမှာသူတို့မှန်နေမှားတယ်ဆိုတဲ့ကိစ္စကိုကျွန်တော်ပြောတာမဟုတ်အဲ့ကိစ္စပရမတ်ဗီဒီယိုဖိုင်မှာကျွန်တော်တင်ပြပါပြီနော်ကျွန်တော်တင်ပြပါပြီမှန်နေမှားတယ်ကိစ္စကျွန်တော်ပြောတာမဟုတ်ကျွန်တော်နဲ့အကောင်မလေးဂျာရဲ့ကိစ္စကိုပဲကျွန်တော်ပြောတာနော်နောက်တစ်ခါကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့အဲ့ဒီချိန်မှာတဖက်ကဆရာကကျွန်တော်ကို60ကျောက်ကကြီးနဲ့အမှုဖွင့်တယ်နော်အမှုဝင်တော့တရားရုံးတက်တဲ့အခါမှာကျွန်တော်တို့နှစ်ယောက်လုံးကငွေကုန်ကြေးကြများပြီးတော့နှစ်ဦးနှစ်ယောက်ကအမှုရင်ဆိုင်ရမှာ तू ကဟိုမှာအေးသေးပဲ तू ကလာတော့မလာဘူးเนาะ လာတော့မလောက်တော့အမ AC ပဲကျွန်တော်တို့ဘက်မှာ2ယောက်လုံးကအပြိုင်ကြည့်ပြီးတော့ငွေကုန်ကြေးကြနေရများလို့เนาะအမှုပြည့်ပြီဆိုမလဲဥစားခင်များကိုလည်းသိရထားလိုက်တော့သူခုနှစ်ရက်နေမှာပြန်လာဖို့အတွက်လိန်လက်မှတ်တွေဖြတ်တယ်เนาะအဲ့ဒီနေ့မှာပြောပြမယ်တေချာနားတော့เนาะကင်မရာအတိဆုံးဒီကိစ္စမှာဒါပေမဲ့ကမ္မလေးသူမင်္ဂလာဆောင်မှုကိစ္စရှိနေလို့သွားမမေ့ကြပါနဲ့เนาะတခါလေးမြစ်တာရက်ခန့်တယ်သူပြန်လာဖို့အတွက်ကိုလေသိက္ခာသ မန္တလေးလေးသိပ်ပေါ့မန္တလေးလေးသိပ်မဖြစ်နဲ့ရန်ကုန်လေးသိပ်ပြသူဟိုတယ်ပြောတယ်အဲ့နေဒီဟိုတယ်မှာတဲ့ဒီဟိုတယ်ကတော့ security ပြည့်ရှိတယ်ကျွန်တော်ကိုယ်တိုင်ကလိုက်ပြီးပို့ပြီးရင်ပြီးနဲ့ကူညီပေးခဲ့တာနော်မန္တလေးမိုင်းဆိုတဲ့ကိစ္စကိုပြောနေမှာကျွန်တော်သူ့ကိုကူညီပေးခဲ့တဲ့ကိစ္စကိုပြောပြတာနော်အဲ့ဒါကိုထန်ရော့ကိုကျွန်တော်ဘယ်လိုစော်ကားပြီးသွားပြောလဲဆိုတာထန်ရော့ကိုမေးကြည့်လိုက်ကျွန်တော်ပြောတာသဘောပေါက်လားနော်ကျွန်တော်ပြောတာမှာပို့သူပတ်သက်ပြောတာအဲ့လိုပြောလို့ထန်ရော့ကမနေနိုင်လို့မခံနိုင်လို့နင်းဆရာနင်းတို့တော့လောက်ကူညီပေးနေတာ နင်အဲ့လိုမျိုးနင်ထင်စရာမလိုတာနင်မြင်စရာမလိုတာနော်နင်အဲ့လိုမျိုးပြောစရာမလိုတာဆိုထန်ရောကသူ့ကိုစိတ်သွိုးပြီးစကားမတွားတာယနေ့တည်းတည်းပဲနော်ကျွန်တော်ဘက်ကနေနာပေးလို့ကျွန်တော်ပြောတဲ့စကားခင်ဗျားတို့ပြလိုက်ရင်ခင်ဗျားတို့အံ့ဩသွားလိမ့်မယ်ပါးတော်ပြည့်ခြင်းစိတ်ပေါက်သွားလိမ့်မယ်နော်အဲ့ဒီတော့သူလုတ်တဲ့လုတ်ရက်တည်းကကျွန်တော်ကျွန်တော်တို့ကကူညီရတဲ့သူပေါ်မှာသူကစော်ကားတဲ့လုတ်ရက်တွေကိုသူလုတ်သွားတာเนาะအဲ့တော့ကျွန်တော်ကတစ်ဖက်ကဆရာနဲ့ကျွန်တော်နဲ့ဈာမထပ်ပြီးကျွန်တော်တို့ကတရားတော်ပေါင်းသူ့ကြောင့်နဲ့ရင်ဆိုင်ပြီးဖြစ်နေပြန်ဘာစောက်ကြောင်းမှမရှိတော့သဘောပေါက်လား နော်ဘာဆောက်ကြောင်းမှမရှိတော့သူ့ကြောင့်လည်းကျွန်တော်ကတစ်ဖက်မှာကျွန်တော်ရန်ဖြစ်နေတာပကြောင်းဘာမှမရှိတော့ဘူးအဲ့တော့ဆရာကြီးကျန်းကျေးဇူးနဲ့ကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ကြေအေးတယ်ကျွန်တော်တို့ဘာကြောင့်မှငွေကုန်မခံတော့ဘူးဟုတ်ပြီနော်အဓိကဒါကိုကျွန်တော်အဲ့ဒီမှာခံရောသွားပြောတယ်နင်းနဲ့ဆရာကနင်းအဲ့လိုမပြောသင့်ဘူးတဲ့နော်နင်းဟိုတဲ့ဆရာကားတဲ့မင်းဟိုတဲ့ကူညီပေးနေတယ်ဆိုတာတဲ့ဘာအကျိုးမျက်မှောက်မရပဲကူညီပေးနေတာတဲ့တော့အဲ့နဲ့ထန်ရောက်သွားမှာပဲလဲဆိုနေရတဲ့အိတ်ဆရာကိုအဲ့လောက်ယုံနေရအောင်နဲ့ဆရာကိုနော်အိတ်ဆရာနဲ့ဟိုလိုလှုပ်လာလို့လားဒီလိုလှုပ်လိုက်လို့လားတော့နော် နေနဲ့အိတ်ကြံတွေဟိုလိုလားဒီလိုလားလို့ပြောလို့ထန်ရာသူ့ကိုဆဲပြီးတော့အခုဒီထန်ရာသူ့ကိုစာမပို့ဘူးနော်သိအောင်ပြောပြတာအဲ့တော့ကျွန်တော်တို့ကကုညီရာကသူ့အကျိုးအတွက်ကျွန်တော်တို့ကကုညီပေးရတာကျွန်တော်တို့အကျိုးတတ်မဟုတ်ဒါမဲ့ကျွန်တော်တို့စော်ကားတာတွေအများကြီးရှယ်ကျွန်တော်ဗီဒီယိုဖိုင်နဲ့တင်လိုက်ရင်နော်အခုကျွန်တော်ကိုဝင်ကြိုက်နေတဲ့အကောင့်တွေအကုန်လုံးစောက်ပေါက်ပိတ်သွားလိမ့်မယ်သိလားကျွန်တော်အဲ့လိုတွေမပြောချင်လို့နော်ဒီကိစ္စဟိုပတ်တာသူတို့နှစ်ယောက်ကြားရဲ့မန်နေမိုက်ဆိုကိစ္စပြောမှာကျွန်တော်နဲ့အကောင့်မလေးကြားရဲ့ကိစ္စကိုပဲပြောတာဟုတ်ပြီနော် ကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်နှစ်ယောက်ကထားပါတော့အမှုကိစ္စနဲ့တစ်ဖက်ကလည်းကျွန်တော်ဆွဲပြီးသွားပြီးတော့ကျွန်တော်ဒီကိစ္စပြင်းငိမ့်ဖို့အတွက်ကျွန်တော်တွေးကြတယ်တာယူချမ်းကျေးဇူးနဲ့တွေးတဲ့အချိန်မှာကျွန်တော်တို့ခုနပြောပြလို့မရပါဘူးဆိုတဲ့ကိစ္စတကူကထပ်ပေါ်လာတာနော်ထပ်ပေါ်လာတာသဘောပေါက်ပြီလားအဲ့ဒီတော့ကိုကကိုမှတွက်သူဖြဲပြီးတော့နေနေပြီးတော့နော်ကျွန်တော်တို့ကမှပဲကုညီပေးတဲ့သူတို့ကမှပဲမကောင်းပြောလို့ထန်ရလို့တငယ်ချင်းချင်းခောက်ခောက်ကြည့်တော့သူ့ဆောက်စကားမပြောတော့ပဲနေတာဟုတ်ကျွန်တော်ကတပတ်ကဆရာနဲ့ကျွန်တော်နဲ့ပြေးလေဖို့ဖြစ်လာတဲ့အကြောင်းတရားမှာကျွန်တော်မပြေးလေကြဘာသောက်ကြောင်းရှိလဲကြည့်ပြော ယောကျွန်တော်ညောက်ပြေလဲရမှာပဲလေကျွန်တော်ညောက်ပြေလဲမှာကျွန်တော်ငွေကုန်တက်အကုန်မခံနိုင်ဘူးသူကြောင့်နဲ့ငွေထက်အကုန်မခံနိုင်ဘူးခုလေခုညရဲ့ငွေလဲကုန်သေးတယ်စော်ကားလဲခံရတာကျွန်တော်လည်းပြေမခံနိုင်ဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်ညောက်ဘာလို့လဲပြေအေးလိုက်တယ်ခြေအေးလိုက်တယ်ကျွန်တော်ရန်သူကနေခုမိတ်ဆိတ်ဖြစ်သွားတယ်ကျွန်တော်ကအေးချောင်းလိုက်ပြီးွားပြီးသားပဲသူကိစ္စကျွန်တော်မကူညီနဲ့အားကြောင့်ကုညီပေးမဲ့သူရှိရင်ငါတို့ကကိုပေါင်လန်တောင်းလို့ပြောမှဆိုလို့မပြောချင်းလို့လာခဲ့တင်းဒီရပေးမယ်ငါတို့တည်ရတဲ့နောက်ကျောင်း history တခုလည်းရှိရဲ့ငါတို့ကဒီလိုဆက်ချင်းငါတို့လည်းမပတ်တော့လို့လက်မှတ်ထိုးလို့ငါအဲ့ဒါကြောင့်ပြောတာသဘောပေါက်ပြီလားနော် အခုဒီငါ့ကိုအဲ့လိုမျိုးပြောထားတဲ့ဗီဒီယိုတွေကင်မရာမှာရှိသေးတယ်နော်သဘောပေါက်လားငါတို့ကူညီတယ်ဆိုတာလေကိုညီမလေးတယောက်လို့ကိုပြီးရင်ပြီးနဲ့ကုံကြခင်ပြီးကူညီတာဒါပေမဲ့ငါတို့ပြန်ရတာငါတို့စော်ကားတာငါတို့ကပြန်ရတာဒါကြောင့်သူ့ရဲ့နောက်ဆက်တွဲဘယ်စောက်ချောင်းမှာငါတို့ကမကူညီတော့တာနော်ငါ့ကိုပြောတာမြင်အမလီအဲ့တော့ကသူဟိုမယုံသင်္ကစကားတွေနဲ့နော်ခင်ရောတော့မှအဲ့တရားဟိုလိုလောက်ထားလို့လာကြိုးလောက်ထားလို့လာသွားပြောသေးရဲ့နော်ဒါနောက်ဆုံးရှင်းတာနော် ငါဘာလို့မကူညီလဲမင်းတီးကျင်ငါစီလာခဲ့အကြောင်းရင်းတစ်ချက်ချက်ပထမငါတို့ပြောပြလို့မရတဲ့ကိစ္စကြောင့်လိုင်းမတင်လို့မရတဲ့ကိစ္စကြောင့်ဒုတိယတစ်ချက်က तू ငါ့ကိုကိုစုပ်ပတ်ဆက်စော်ကားရလို့ဟုတ်ပြီလားနော်ကျေးဇူးရှင်ကိုကျေးဇူးကံပြီးစော်ကားတဲ့စကားပြောလို့နော်ငါရောထန်ရောနှစ်ယောက်လုံးဝထန်ရောလည်းငါဘက်ကနာလို့နော်အဲ့ဒီကိစ္စကိုရပ်ပလိုက်တာငါလည်းရပ်ပလိုက်တာတက်ပြီးတော့မကူညီရတာကိုစောက်ဆန်ကိုကုန်ကြခံပြီးတော့စော်ကားမခံနိုင်လို့နော်ဟုတ်ပြီနော် ဲ့လိုစော်ကားမဲ့မိမမန်တီလဲငါတို့ကစော်ကြီးရမကူညီဘူးအဲ့တော့နင်တို့ကမှန်တဲ့ကိစ္စဆက်လုပ်ချင်းနင်တို့သွားပြီးဆက်ကူညီမှန်တယ်မားတယ်ဆိုတဲ့ပြေတခုထွက်လာမယ်ဒါပေမဲ့နင်တို့စော်ကားခံရလိမ့်မယ်ငါတို့ကတော့စော်ကားခံပြီးတော့တော့မကူညီနိုင်ဘူးဟုတ်ပြီနော်အဓိကအဲ့ဒါကို post လာတင်တာဟုတ်ပြီလား